ေ့ဟာမြတ်ဗုဒ္ဓရဲ့အရေးအာဝါဒအောက်မှာတည်ရှိတာဖြစ်ပါသောကြောင့်ရောက်ရှိလာသူအလုံးကိုယ်စိတ်နှလုံးအေးချမ်းပါရကြပါမယ်ခင်ဗျာငရေတောင်တော်မြတ်ကြီးကိုမရောက်တာကြတော့ ရမ္မောတတအယံတရိယနေကြလိမ့်မယ်လို့ထင်ပါတယ်။ဒါကြောင့်လဲအလွမ်းနေပြည်စီဖို့အခုလိုရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်။ယခုပြတ္တနေတီကတော့မဟာဒါနဗိမ္မာန်ကြီးဖြစ်ပါတယ် ဝနေယသာသမီးပေါင်းတို့ဤအလူငွေတို့ဖြင့်မဟာဒါနဗိမာန်ကြီးကိုတိဆောက်ပေးသည်မှာတိန်ပေါင်း3000ကျော်ကုန်ကြပြီဖြစ်ပါတယ်အလူရှင်တို့ရဲ့သာသနာမှတ်တိုင်ကြီးတစ်ခုဖြစ်သလိုဒါနပရိသာပင်ကြီးလည်းဖြစ်ပါတယ် ဒါကြောင့်ကိုနေရသာသမီးအပေါင်းတို့ရဲ့အလူငွေတို့ပြင်တိဆောက်ထားသော မဟာဒါနဗိမှန်ကြီးကို ရောက်ဘူးတဲ့သူတွေကလည်းအယံတရိယနေကြမှာဖြစ်ပါတယ်မရောက်ဘူးသေးသော သူများကိုလည်းမြင်ဘူးအောင်နောက်တစ်ချိန်လာရောက်ကြလျင်ဝမ်းမြောက်ဝမ်းသာ ဖြစ်စေရန် အတွက် ယခုလိုတင်ပြပေးပါရယ်ဤနေရာသည်မဟာဒါနဗိမ္မာန်ကြီး၏ဝင်ပေါက်ဖြစ်ပါရယ်မဟာဒါနဗိမ္မာန်ကြီးအတွင်သို့ ဝင်ရောက်လာခဲ့မည်ဆိုလျင်မဟာအနုတ္တရမာရဇိမေတ္တာရှင် ရုပ်ရှင်တော်မြတ်ကြီးကို ဖူးတွေ့ရမှာ ဖြစ်ပါတယ် ကုဏယသာသမီအပေါင်းတို့ဤလူဒန်းထသောကျွေးနေသာအလူငွေတို့ဖြင့်၎င်းမိမိတို့ဤလက်ဝိယတနာများကိုဖြို့၍ဆွန့်လွတ်လူဒန်းကြကုန်သောကြောင့်ဘုရားရှင်ဤမျက်နှာတော်တွင်ရွှေသားဖြစ်အောင် ထဲသွင်းသုံးလောင်းပူဇော်ထားခြင်းဖြစ်ပါလေသူဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်တရားမင်းနှင့်တကားနဂါကလုံးဂုံမှန်ရက်ကကန္တပ္ပအစရှိကုန်သောနမင်းကြီးများ၏တောင်းဆိုခြင်းဖြင့်မဟာမြတ်မှုနှင့် ဘုရားရှင်ကိုယ်တော်ရုပ်ပွားတော်မြတ်ကြီးနဲ့တတိုင်းနဲ့တရွေတဲ့တစားတဲ့သုံးထုထားခြင်းဖြစ်ပါတယ်မင်းမြောက်တစား၅ပါးမပါပဲသင်္ကန်းယုံထားသောဘုရားရှင်ကိုယ်သာဘုမျိုခြင်းသည်ဟုလျှောက်ထားသောကြောင့်သင်္ကန်းယုံထားသောဘုရားရှင်ကိုယ်သွန်းလုတ် ပူဇော်ပေးခြင်းဖြစ်ပါတယ်အလူရှင်ဒါယကဒါယကမအပေါင်းတို့ဤစေရနာတရာတရားမေတ္တာကြီးမားစွာဖြင့်လှူဒန်းထားကြသောဤမဟာဒါနဗိမ္မာန်ကြီးသည်ယခုအခါ၌တင့်တယ်စွာ ဇာမျက်လေးရရှိပါတယ်ကုဏရသာသမီးပေါင်းတို့ဤမေတ္တာစေတနာများဖြူစင်တန်ရှင်းကြသည့်ပြည့်သည့်အတွေ့ယခုအချိန်ထိအနှဲငယ်များထိခိုက်ပျက်စီးခြင်းမရှိသေးပါကြောင်းအတိပေးအပ်ပါတယ်ငရည်တောင်တော်မြတ်ကြီးဤကျောင်းတော်ဝင်းကြီးအတွင် နေ့စဉ်နေ့တိုင်းဘုရားရှိခိုးခြင်းတရဏဂုံရုပ်ပတ်ပွားများခြင်းသုံးတော်ကခြင်းကျောင်းဆောင်များဆောက်လုပ် လူတန်းခြင်းတို့ကို အစဉ်မပြတ်နေ့စဉ်ပြုလုပ်လျက်ရှိပါသောကြောင့်ခொနည်းသာသမီးပေါင်းတို့ဤကုသိုလ်ကောင်းမှုသည်သာဝရပရိသာပင်ကြီးတပွဲဖြစ်နေပါတယ်။ဒါကြောင့်လဲ နဂရီတောင်တော်မြတ်ကြီးသည်ယရနာ၃ပါးဤဂုံကျေးဇူးဖြင့်၎င်းခொနရသာသမီတို့ဤမေတ္တာစေတနာတရာတရားထက်တန်မှုတွေကြောင့်၎င်းဘေးသူရန်သူအန္တရာယ်ဇူးတွေမှလုကင်းလျက်ရှိနေပါတယ်ဒါကြောင့်ခொနရသာသမီးအပေါင်းတို့ဝမ်းမြောက်ဝမ်းသာ ြည်နူးနိုင်ကြစေရန်အတွက်ညီတို့မှထိခိုက်ပျက်စီးခြင်းမရှိမရှိပါကြောင်းတရင်ကောင်းပါသည့်အနေဖြင့်ယခုကဲ့သို့ရိုက်ကူးတင်ပြပေးပါသည်ယခုအချိန်မှာ ခဏရသာသမီးတို့လာရောက်တွင်မရှိသေးတော်ညာလေခဏရသာသမီးအပေါင်းတို့ဤလူဒန်းတော်အလူဒါနာတို့ဖြင့်ဆက်လက်ပြီးတည်ဆောက်နေပါကြောင်းကိုလည်းအတိပေးကြညာအပ်ပါတယ်ကိုယ်နဲ့ရသာသမီးပေါင်းတို့ဤချွေးနေသာစေတနာတရာတရားတို့ဤပြုစင်တန်ရှင်းမှုကြောင့် မဟာဒါနပိမှန်ကြီးသည်လေအနရေကင်း၍တန်ရှင်းလပ်ပစွာရှိနေပါれဒါကြောင့်ခொနရသာသမီးပေါင်းတို့လွမ်းမောတတသရိယနေကြခြင်းကိုအလွမ်းပြေစေရန်အတွက်အာရပါယကြီးရှု၍ ပျော်ရွှင် ကြည်ညူနိုင်ကြပါတယ်။ဘုနရဲ့သာသမီအပေါင်းတို့ အတွေ့ယခုကဲ့သို့ဘေးအန္တရာယ်များကင်းရှင်းနေပါကြောင်းအတိပေးကြညာအပ်ပါတယ်။နဂရီတောင်တော်မြတ်ရဲ့အောင်မြေဖြစ်ပါတယ်။ အလုံးစုံသောပြည့်ပြည့်စုံခြင်းကိုပေးစွမ်းနိုင်တဲ့အောင်မြေဖြစ်ပါတယ်ခொနရသာသမီအပေါင်းတို့ရဲ့လူအင်ဆန္ဒတွေကိုစူတောင်းတွေကိုအဋိဌံတွေကို ဖြည့်ဆည်းပေးမဲ့အောင်မြေဖြစ်ပါတယ် အောင်မြည်တဲ့ကို ဝင်ရောက်လာပြီဆိုလျှင်ဝိကြီးတော်ကြီးပန်းတော်ပြည်ဂေါရမမြတ်စွာဘုရားရှင် အားဖူးတွေ့ရမှာဖြစ်ပါတယ်ထိုဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ယောဂဝေဒနာများပြည့်ပြည့်ပျောက်ကင်းစေနိုင်တော်ဘုံတကူတည်တော်အာနုဘော်တော်ရှိပါတယ် တို့ဘုရားရှင်ကိုတော်မြတ်ကြီး၌မိမိယောဂပြစ်သောနေရာကိုရွှေသင်္ကန်းများဆက်ကပ်လူတန်းပြီးဝေဒနာများပျောက်ကင်းစေရန်ဆုတောင်းပါကမိမိတို့ဤဝေကြွေးကံကြွေးများပြည့်ပြည့်ပျောက်ကင်း၍ယောဂဝေဒနာများတက်တာပျောက်ကင်းပါလိမ့်မယ်။ တဲ့ကြောင့်အလူရှင်တာယကတာယကမအပေါင်းအာထာယာအာကူယာအောင်မြည်ဖြစ်ပါတယ်မိမိတို့ဤလူရင်ဆန္ဒတို့ကို ဖြည့်ဆည်းပေးနိုင်မည်အလူတို့ပြည့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလည်းတရင်သုံးဆံမြန်းလျက်ရှိပါတယ်ဤနေရာဤဌာနသည် နေရီတောင်တော်မြတ်ကြီးဤအောင်မြည်ပြရခြင်းမှာနေရီတောင်ဆရာတော်ဘုရားကြီးရဏဂုံကိုလုံးချုံရ၌32ကုဋ္ဌာတတကုဋ္ဌာတလည်ရင်တရဏဂုံတသိန်းလုံးဖြင့်32ကုဋ္ဌာတ32သိန်းဒုတိယံပြီ32သိန်း တတယံပြီ32သိန်းစုစုပေါင်း66သိန်းကိုပြည့်မြောက်အောင်မြင်၍တရဏတိဋ္ဌိတရဏမဟိတ္တိတို့ကိုပိုင်ဆိုင်သောအောင်မြင်ပြည့်မြောက်သောအောင်မြင်ဖြစ်ပါれဒါကြောင့်တရဏဂုံရဲ့အစွမ်းတတ္တိဖြင့် ဘေးမျိုးမျိုးရံအတွယ်အတွယ်တို့ကိုလည်းဖယ်ရှားပေးနိုင်တယ်လို့ဇီဝရေးလူမှုရေးအိမ်တော်ရေးကျမ်းမာရေးအစရှိသော အရေးအရာ ကိစ္စအဝါဝါတို့တွင်တရဏဂုံရုပ်ပတ်တရဇေ၍ကိုချင်းစာတရားကြီးမားစွာထားပါကဤအောင်မြင်၌လာရောက်ပြီးစူတောင်းအဋိဌံလျင်အာလုံးပြည့်စုံအောင်မြင်မည် အောင်မီဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးကိုယ်တိုင်ကြည်ညာကျိုးကုတ်ပွားများအားထုတ်သောနေရာအောင်မြင်သောနေရာထို့ကြောင့်လေနဂရီတောင်တော်မြတ်ကြီးရဲ့အောင်မြင်ဟူ၍တတ်မှတ်ထားခြင်းဖြစ်ပါတယ်။ဒါကြောင့် ရောက်ရှိပြီးသောသူများလည်းသိရှိရအောင်မရောက်သေးသောသူများလည်းနောက်အခါတွင် ရောက်လာပါကဤအောင်မီတို့လာရောက်၍မိမိတို့ဤလိုအင်ဆန္ဒတို့ကို တောင်းခံရယူနိုင်ပါကြောင်းအတိပေးလိုက်ပါတယ်ဤအောင်မြည်စေတီတော်မြတ်ကြီးမှာအထက် သုံးတတ်ရှိပါတယ်ယခုပြထားသည်မှာအောက်ဆုံးအတက်ဖြစ်၍စေဘုံခရုပ်ရှင်တော်ဘုရားတရင်သုံးစံမြန်းရလဲဖြစ်ပါတယ်ထိုအောင်မြေစီရီတော်အောက်ဆုံးတတ်မှာလက်ရည်လှဲ့၍မိမိတို့၏အဋိဌံအတိုင်းတရဏဂုံ၃ပါး၃ပတ်ပတ်၍အဋိဌံစုတောင်းပါလျင် မိမိတို့ရဲ့လွန်အင်ဆန္ဒတွေအာလုံးပြည့်စုံကြမှာဖြစ်ပါတယ်။ယခုဒုတိယတက်ကိုတက်ပါမယ်။ဒုတိယတက်ကိုတက်မယ်ဆိုလျင်တရဏဂုံနေ့တိုင်းရုပ်ဖတ်တရဇေထာသောစွမ်းအင်များရှိရပါမယ်။တရဏဂုံစွမ်းအင်ရှိသူသာလျင်ဒုတိယတက်တို့အဘောတက်တို့ တခွင်ရှိမှဖြစ်ပါတယ်။ဒါကြောင့်ဒီထက်တွင်လဲဧယပတ္ထငဃမင်းကြီးချီးမြှင့်ထားသောဆရာတော်ဘုရားကြီးအားပူဇော်ထားသောငဃယုံဘုရားရှိပါတယ်။ထိုငဃယုံဘုရားသည် ဧယပတ္တနဂမင်းကိုယ်တိုင်ဆရာတော်ဘုရားကြီးအားလာရောက်၍လှူဒန်းပူဇော်ထားသောနဂယုံဘုရားဖြစ်ပါれထိုဘုရားရဲ့ဝဲ့တော်မှာအောင်မြင်ပြည့်စုံနဂယုံဘုရားဖြစ်ပါれအစသာအရာရာအောင်မြင်စေရန်အတွက်အောင်မြင်မာတာလျင်ထဲ့သွင်း ထပနာဖို့ရန်ပေးအပ်ပါတယ်ဆရာတော်ဘုရားကြီးမှထပနာထဲလိုက်လျင်ခုနှစ်ရက်သားသမီးများမဖူးရမှာသိုးသည့်အတွေ့အခုလိုလိုင်ကောင်းနဲ့ထပနာတဖွဲပူဇော်ထားခြင်းဖြစ်ပါတယ်ကြွားရောက်လာကြတဲ့ခொနရဲ့သားသမီးများမှလည်းတရဏဂုံနေ့စဉ်ရုပ်ပတ်သူများသည်ထိုအထက်သို့တက်ရောက်၍ ေယပတ္ထငဃမင်းကြီးပေးအပ်လူရန်ထားသောငဃယုံဘုရားကိုအောင်မြင်ပြည့်စုံငဃယုံဘုရားကိုပူမြော်နိုင်ပါれထိုမှတဆင်းတက်လျင်အပေါ်ဆုံးဓာတ်တို့ရောက်ပါမယ်အပေါ်ဆုံးတက်ဓာတ်တို့တက်မိသူများသည်ငါးပါးသီလကို အတတ်နိုင်ဆုံးဆောင်ထိန်ထားသူများသာဖြစ်ရပါမယ်။ဘာဖြစ်လို့လဲဆိုတော့အခုအလေတတ်သည်ဧယပတ္တနဂါမင်းကြီးကိုးကွယ်ပူဇော်ထားသော အောင်မြင်ပြည့်စုံငကယုံဖရာရှိနေသည့်အတွက်အပေါ်တတ်ကိုတက်လျင်၅ပါးတီလာအ ਨੇ ဆုံးအတတ်နိုင်ဆုံးဆောင်ထိန်ပေးရမှာဖြစ်ပါတယ်။တို့ အပေါ်ဆုံးတက်မှာတော့ တောင်ထိတ်မှာကြာပေါက်သည့်အလားဤအောင်မြည်သည်တောင်ထိတ်မှာကြာပေါက်သည့်အလားအောင်မြင်သည်ဖြစ်ပါသောကြောင့်ကြာပွင့်ပုံတရံကြီးမှာဇေဒီတော်သည်ဗုဒ္ဓံတရဏိကိစ္ဆာမိဗုဒ္ဓထီတလက်ဓမ္မံတရဏိကိစ္ဆာမိဓမ္မထီတလက်တံဃံတရဏိကိစ္ဆာမိတံဃထီတလက် ထီး၃စင်ပူဇော်ထားတော်အောင်မြေဇေဒီတော်ဖြစ်ပါတယ်။ကြာပွင့်ပုံထဲမှဇေဒီပေါက်နေသည့်တရံနမင်းများတရားမင်းများဤရောက်ထားခြင်းဖြင့်ယခုလိုတည်ထားကိုယ်ပွေခြင်းဖြစ်ပါတယ်။